ဘောလုံးနဲ့ပတ်သက်ပြီးတင်နိုင်လေးဖွင့်ပြီဆိုရတဲ့ဘောလုံးကွင်းထဲကိုကလေးတိုင်းပေါ့လူငယ်တိုင်းလာသေးခြင်းလေအဲလို့လို့လို့အနာကတို့ရဲ့အနာကလေးတွေဟိုပို့ပြီးတော့ကောင်းလောင်အောင်ပေါ့အဲဒီကကျွန်တော်တင်နန်းလေးရနေအဲကျွန်တော်ဒီဘောလုံးအဖွဲချုပ်အတွက်လက်ရွေးစင်အတင်းအတွက်အထောက်ကူပြုအောင်ကျွန်တော်အဲကျင်းတဲ့ပီတိဖြစ်နေတာတော်တော်လေးပြောပါတော်တော်လေးကိုယ့်ကိုယ်လည်းကိုတော့ဟိုအတိုင်းမသိပျော်ရှင်မိမိမိပါတယ်ဟုတ်အဓိကတော့မှအထပ်ပြောတာလက်ရွေးစင်အတင်းအတွက်ပေါ့အထောက်ကူကျွန်တော်တင်နန်းလေးရ ပြုနေရကျွန်တော်ဂျင်းသက်တာကျွန်တော်ဒီတင်တန်းဖွင့်ပွဲလေးပေါ့ကျွန်တော်တင်တန်းအခုဆိုရင်တော့ဟောပါပေါ့သုံးခုမြောက်ဖြစ်သွားပြီကျွန်တော်စိုင်းတာမှာအကြီးတန်းယူနေဆယ်ယောက်ပေါ့ Phoenix Future Soccer ဆိုတဲ့တင်တန်းလေးပေါ့လှိုင်းမျိုးနဲ့9ရက်ကွက်မှာကျတော့အဲ15နှစ်အောက်ဒီအခုကကျတော့ကျွန်တော်မြောက်ကောင်မှာထပ်ပြီးတော့တန်ခွဲတစ်ခုထပ်ဖွင့်တာပေါ့ Phoenix Future Soccer တန်ခွဲ15နှစ်အောက်ပဲပေါ့ဟုတ် အဲ့လည်းပတ်သက်ပြီးတော့ကျောင်းငငယ်ချင်းတွေလည်းကျွန်တော်လာရောက်ပူးပေါင်းပေးတယ်ပေါ့ငင်းညာအောင်တို့တရားထောင်တို့ကိုအောင်ချန်နိုင်တို့ကိုသိန်းသန်းဝင်းတို့ပေါ့အဆုံအဆုံအဆုံရာဝနာတို့ဟိုဆိုကျင်တာတော့ဒီတနန်းထပ်ပြီးတော့တန်းခွေးလေးတွေဖွင့်ဖို့အတွက်ဟိုဘယ်လိုပြောမလဲဒီကျွန်တော်တငငယ်ချင်းတွေရောအစားပေါ့အမြဲတမ်းလည်းတိုင်ပင်ဖြစ်တယ်ပေါ့ဒီတနန်းနဲ့ပတ်သက်ပြီးတော့အဓိကတော့ကျွန်တော်ပြောပြောပြောချင်တာတော့ဘောလုံးကွင်းထဲကိုအဲ့လိုပေါ့ လိုဘလိုဘလိုတင်နေမှဖြစ်ဖြစ်ဘောလုံးနဲ့ပတ်သက်ပြီးတင်နေလေးဖွင့်ပြီဆိုတာ ਨੇ ဘောလုံးကွင်းထဲကိုကလေးတိုင်းပေါ့လူငယ်တိုင်းလာသေးခြင်း ਨੇ အဲလိုလိုလိုဟုတ်ကဲ့ဒါကျွန်တော်တကယ်ချင်းပေါ့နော်ဟိုတစ်ခေါက်သူသူဖွင့်ပွဲတိုင်းမှာပဲဖွင့်ပွဲတိုင်းမှာကျွန်တော်တို့လာပြီးမှလာကျွန်တော်တကယ်ချင်း live ကိုကြည့်ပြရပါဟုတ်ကျွန်တော်တကယ်ချင်းအတွက်ဒါပေါင်အားဖြည့်ပေးတာပေါ့နော်တကယ်ချင်းနေဟုတ်ကဲ့နော်ကျွန်တော်လည်းအခုဒီပါတယ်ဒါကျွန်တော် first ခေါက်ပေါ့နော်သူနဲ့ပထမဆုံးတကယ်ချင်းနဲ့ လာရောက်ပြီးတော့ကလေးကိုလာပြီးတော့ဟိုဒီကလေးလေးကိုလာပြီးတင်ပြပြရပြီးတော့ဟိုပြောမျိုးကိုယ့်ရဲ့ဘွားတွေးဂျုံလေးနဲ့ကလေးလေးကိုတစ်ခါတစ်လမ်းနေလာကြည့်ပြီးတော့တကယ်လည်းပြောဝမ်းနဲ့ဝမ်းသာဟုတ်တယ်မဟုတ်လားအော်ကျွန်တော်အနေနဲ့ဒီလိုမျိုးဟိုလာရောက်ကူညီပေးပြတာကတော့အာဒါငွေချင်းပေါ့သူကနေပြီးတော့ငွေချင်းလာတင်တန်းလေးရှိတယ်လာပြီးတော့ကူညီပေးပါဆိုတော့ကျွန်တော်ကတော့တခုတည်းပေါ့တခုကျွန်တော်မှရွေချက်တခုရှိတယ်ဘာလို့လဲဆိုတော့အခုနောက်ပိုင်းမှာကျွန်တော်တို့ ကျွန်တော်နိုင်ငံတခုလည်းမဟုတ်ပါဘူးတချို့နိုင်ငံတွေမှာလည်းရှိတယ်လူငယ်တွေကဘယ်လိုပြောလဲဆိုတော့ဘယ်လိုဖြစ်မလဲဆိုတော့ဒီဂိမ်းနေပြီးတော့ဒီမူရစေးတွေဒါတွေကိုစိတ်ပါဝင်စားမှုများလာတယ်အဲအဲ့လိုမျိုးဖြစ်တဲ့အတွက်လူငယ်တွေရဲ့လမ်းတွေဒီအားကားဘက်ကိုစိတ်ပါလာလို့ရှိရင်အဲတို့ကိုဘက်မှာကြောက်သွားမယ်အဲ့လိုမျိုးလေးတွေပေါ့အဲ့လိုဆိုတော့ကျွန်တော်ကဒီကလေးတွေကိုကလေးဆိုတာဒီလူငယ်လေးတွေပေါ့ဒီလိုဒီလိုအချိန်မှာစိတ်ဆိုတာကအဓိကတော့ဒီလိုမျိုးပေါ့အားသာဘက်ကိုတို့ စိတ်ရောက်လာမယ်ဆိုလို့ချင်းကိုဘက်မှာလှုပ်ချင်တဲ့ဟာမျိုးလေးတွေရော့သွားမယ်အဲအနာကတို့ရဲ့အနာကလေးတွေဟိုပို့ပြီးတော့ကောင်းလောင်အောင်ပေါ့အဲ့လိုမျိုးကြီးရဲ့ချက်လေးနဲ့ဒီလိုမျိုးသူတင်တန်းလေးတွေဖွင့်ပြတယ်ဆိုတော့အရာဆိုရင်တော့လာခဲ့ပြီးမယ်ဆိုပြီးတော့သူ့ကိုလာကူညီပေးရတဲ့ဒီလိုမျိုးလာပြတာပေါ့ဒါကတော့ကျွန်တော်အနေနဲ့ကတော့ဒီလိုမျိုးဟိုဖြစ်တာပထမဆုံးလာရောက်ကူညီပေးခြင်းဖြစ်ပါလေကြာဟုတ်ပါဘဝန်တာတော့တို့ဘယ်လိုပြောမလဲအိမ်မက်တော်ဒီလိုမျိုးဟိုအိမ်မက်တော်တခါလေးမဟုတ်ဘူးဆိုတာခဲရင်းနေလေ ကျွန်တော်ကဒီတင်တဲ့အစားလုပ်တဲ့ကကျွန်တော်အမြဲတမ်းတယောက်တည်းတော့မလုပ်ဖြစ်ဘူးဒီတငငချင်းနဲ့အမြဲတမ်းတိုင်ပင်တယ်ကျွန်တော်တို့အဲလို group chat လေးရှိတယ်တိုင်ပင်တယ်တငငချင်းအဓိကတော့အမဟိုအဓိကကျွန်တော်တင်တန်းလေးရနေအဲကျွန်တော်ဒီဘောလုံးအဖွဲ့ချုပ်အတွက်လက်ရွေးစင်အတင်းအတွက်အထောက်ကူပြုအောင်ကျွန်တော်အဲကျင်းတဲ့ PD ဖြစ်နေတာအဲလိုဟိုဆိုကျွန်တော်ဒီတင်တန်းပဲပေါ့ဟိုရှိအောင်ဆိုတဲ့ကလေးလေးတယောက်ယူတွဲပေါ့အဲဂျပန်အထိပါတယ်ပြီးတော့အဲမနစ်ကယူ20မှာ ဟန်တာရီကိုယူ20ပေါ့9ယောက်9ယောက်ပါတယ်ရခိုင်ကိုတယောက်ပေါ့အခြားဟိုဝင်းထနာအဲပွဲလေတချို့ player လေးတွေဒီတနက် player လေးတွားကစားရလဲမြင်ရတယ်ပေါ့တော်တော်လဲပြောပါတော်တော်လဲကိုယ့်ကိုယ်လဲကိုတော့ဟိုအတိုင်းတိပျော်ရှင်မိမိမိပါတယ်ဟုတ်အဓိကတော့မှထပ်ပြောတာဒီလက်ပြစင်အတင်းတော့ကိုအထောက်ကူကျွန်တော်တင်တဲ့လေးကပြုတ်နေရကျွန်တော်ဂျင်းနေတာညတော့ပြောဖြစ်ပါတယ်ညတော့ ညတော့မမောင်လွင်ရောကျော်မင်းဦးရောအဲဟိန်းထောင်ရောတန်းပိုင်ရောညအဲ့ကျွန်တော်ပြောပြတယ်တို့တို့ကတော့ကျွန်တော်ကအများကြီးပေါ့အခု၃ခုမြောက်ပိုင်းပေါ့ကုန်ယူတယ်ပေါ့ဝမ်းတာတယ်တကယ်ချင်းဆက်လို့အဲကျွန်တော်မှတို့ရှိနေပေးတယ်ပေါ့မင်းဘာလို့အဲ့လေပေါ့ဒီကလေးနဲ့ပတ်သက်တာတို့ထောက်ပံ့ပါလေဘောလုံးဆိုဘောလုံးလုံရင်တို့ထောက်ပံ့တယ်အင်းဂျာစီလေးတွေကအစားပေါ့အချို့ဆိုရင်ဟိုအကုံလုံးအကုံလုံးပေါ့တင်တန်းသားများရင်ဘယ်လိုပေါ့တင်တန်းကြီးပေးနိုင်လားမပေးနိုင်ရင် သူတို့ကူတယ်ထောက်တယ်ပေါ့ဒီကလေးတွေကကျွန်တော်တို့အပေါင်းတင်းတွေကအရင်ချစ်ဖို့ကောင်းပါတယ်အခုလည်းညကလည်းပြောတယ်ကြော်မင်းဦးဆိုရင်ဒါတော့ကျွန်တော်တို့ဒီဟို group ဟာတော့အမြဲတမ်းပြောင်းနေနောက်နေတာပဲလေမောင်လင်းတို့ဘာတို့ဒါတော့ဟိုသူတို့လည်းကျွန်တော်ဒီညလေးကြည့်ပြီးတော့ဟိုကခုံနေပါပါညကတော့ပြောပြပါတယ်ဟုတ်ကျွန်တော်တို့ကမြောက်ကုံတန်ခွေ15နှစ်အကွာကျတော့ကျွန်တော်မြောက်ကုံခွန်ရှင်းလန်းဆုံးအနည်း 38ရက်ကွက်38အားလာကွက်မှာပေါ့ကျွန်တော်ဟာတစ်ပတ်မှာနှစ်ရက်အင်္ဂါနေ့အင်္ဂါပို့ရဘူးပေါ့မနက်9:00ရက်နေ့9:00ထိဒီကောဒါလက်တော်ဒါဆုရည်ပြည့်စုံတာလေးဒါမေးကပ်ပေါ့နော်ဟုတ်ပေါ့လေးလေးလေးပြ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 ပါဦးဟုတ်တော့တော့ကောင်းပါလေကောင်းမှာဆိုတော့ဟိုကျွန်တော်ကျွန်တော်တူလဲဒီဘလုံးလောကသားပဲဆိုတော့ဟိုဘယ်လိုပြောရမလဲဆိုတော့ ကောင်းပါတယ်ပေါ့သူအမျိုးသမီးအခုဆိုရင်လည်းဟိုရပိုင်းမရှိသေးရေလေလေးလေးနိုင်ငံဖိတ်ကောဖလားမလို့ပေါ့ဟိုပါပေါ့ဖလားလေးယူလာဆိုတော့ဒါတော့ဟိုဘလိုပဲဖြစ်ဖြစ်ကျွန်တော်ကတော့အဓိကဒီဘောလုံးလောက်ကတိုးတက်နေဖို့ပါပဲဒီကတော့ဂုံယူပါတယ်ဟုတ်အဓိကတော့ရလက်ပဲသူတို့အောင်မြင်မှုရခဲ့တယ်အဲ့အတွက်ကျွန်တော်အနေနဲ့ဒီကနေ congratulation လုပ်ပါတယ်ဟိုအားလုံးနဲ့ကျေးဇူးတင်ပါတယ်ဟုတ် ကျွန်တော်တော့ဒီဘွဲကိုကြည့်ကြည့်ရအောင်ကြည့်ကြည့်ရအောင်ခုမြန်မာလူတွေဖြစ်တယ်လေယူစင်တွေဖြစ်တဲ့တော့ခုကတော့ဘလူးပဲနေနေအခုလိုချန်ပီယံဖြစ်ပြီးပြန်လာတဲ့အတွက်1 on 1တိုင်းကုန်လေးဖြစ်ပြီးတော့နော်ဟောလို့ဆိုတာဟိုတတိယလုံးကစားသမားရေနော်အမျိုးမျိုးစင်အကုန်လုံးမှာဟိုဘသူဘသူအဲ့လိုပြောပြရမလို့ပါဘာဖြစ်လို့သူကြိုးစားမှုအားလုံးအတွက်ပြောမစင်တော့ကျွန်တော်ပြန်ပြီးတော့ကိုယ်နိုင်ငံ ကန်ကောင်းကြီးနေပြန်ပြီးတော့တည်ဆောင်လာဆိုပဲကျွန်တော်မြင်တယ်ဗောနော်နောက်ထပ်လည်းဆက်ပြီးတော့အမျိုးသမီးစင်ရောအမျိုးသားစင်ရောပါရနေတယ်ဗောနော်ကိုကျော်ရာလေးတင်နေဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ်ကန်ကောင်းကြီးနေနောက်ထပ်တည်ဆောင်လာနိုင်မှာလေးစုတောင်းပြီးပါကျွန်တော်ဟုတ်ကဲ့ခုံပြီးပါတယ်ဘာကြောင့်လဲဆိုတော့မြန်မာနိုင်ငံပြည်သက်တွေဆိုတာပြည်ရှင်မှုယူဆောင်လာပြီလို့ခုံပြီးပါတယ်ကျေးဇူးပါ